တိုက်တဲ့နဲ့ဖျားခရိုးနဲ့စာဖခင်ဖြစ်သူယူရင်းနဲ့ဆိုလှုပ်ချန်နန်းလူချိန်မှာယူရင်းနဲ့ဆက်သွေးနဲ့မျိုးစေးတော့ပင်လယ်ထဲကြာရောက်ခဲ့ပင်လယ်ရေမြုပ်တွေဖြစ်ပေါ်လာပြီး Cyprus Journey ပင်လယ်ပြင်မှာ Aphrodite ကိုမှုဖွားခဲ့ပင်လယ်ခရူးကိုနေဆင်းရင်လည်းအလာသွေးချွေလွန်တဲ့ Aphrodite ကိုတွေ့ရှိတဲ့နဗျာမတွေဟာဝိစားရေးဆင်းရင်ပေးပြီး ိုလံပက်စတောင်ကိုခေါ်သွားကြတယ်။အိုလံပက်စတောင်မှာရှိတဲ့နေဖရာရီဟာအဖရိုဒိုက်တီရဲ့လှကိုမြင်ရတဲ့အခါအားလုံးလူချင်းတက်မှတ်ကြတယ်။အဖရိုဒိုက်တီကိုရာယူဖို့နေဖရာရီပြန်ဆိုင်ကြမှာကိုဂျိုမြင်တဲ့ဟေရာကနေဖရာရူရဲ့ဘရင်ဇူးရဲ့မိဖုရားကောင်းကြီးလည်းဖြစ်လက်ထက်ထင်ရှားခြင်းတို့ရဲ့နေဖရာလည်းဖြစ်တာကြောင့်အဖရိုဒိုက်တီကိုဟေဗီဒက်စ်နဲ့ထိမ်းမြှားစေခဲ့တယ် ဟန်ဖေးဒက်စာရုပ်ဆိုးပြီးခြေတော်တချောင်းစာနေတဲ့အတွက်အခြားနတ်ဘုရားတွေကအထင်မကြီးကြတာကြောင့်သူနဲ့ပြန်ဆိုင်ရယူဖို့စိတ်မကူကြပါဘူး။နတ်ဘုရားမအီဒီနာကလည်းဟေရာရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံတာကြောင့်ဟန်ဖေးဒက်စာအဖရိုဒိုက်တီနဲ့ထိမှလက်ထနိုင်ခဲ့တယ်။ဟန်ဖေးဒက်စာလည်းနဲ့ကရိယာများသွန်းလို့ရမှာအကျွမ်းကျင်ဆုံးဖြစ်တာကြောင့်အဖရိုဒိုက်တီဝတ်ဆင်မှုရဲ့ ဘသူမှမလွန်ဆန်နိုင်အောင်ညှို့ငင်အားကောင်းလဲရွှေရောင်မောကပတ်ကိုတွန်းလှုပ်ပေးခဲ့တယ်။ဟက်ဖီဒက်စာညာချိန်တွေမှာသူ့ရဲ့ပပဲဖို့မှသာအနေများတာကြောင့်အဖရိုဒိုက်တီအတွက်စင်နဗျာအေရီစ်နဲ့ချစ်ချွန်းဝင်မှုကြောင်းဖန်လာပါတယ်။တနေ့နေအောင်ထွက်လာတဲ့အချိန်မှာအဖရိုဒိုက်တီနဲ့အေရီစ်ကိုဖောက်ပြန်နေတာကိုကောင်းကင်ကနေနဗျာဟီလီယိုစာတွေ့ရှိခဲ့တယ်။ Evidence ကိုပြန်ပြောပြတဲ့အခါ Evidence ကပေါက်ပြန်နေတဲ့ Aries နဲ့ Aphrodite တို့ထောက်ပံ့မှုအတွက်တင်းငယ်ပြီးခိုင်ခန့်တဲ့ရွှေပိုက်ခွန်တစ်ခုပြုလုပ်ကအေးရပေါ်မှာထောင်ချောက်ဆင်ထားလိုက်ပါတယ်။ Evidence က Aries နဲ့ Aphrodite တို့နှစ်ယောက်ကိုဖမ်းမိတဲ့အခါအခြားနှစ်ဖရာတွေကိုတတ်တည်အဖြစ်လာရောက်ကြည့်ရှုစေတယ်။ဇူးအပါဝင်နှစ်ဖရာတွေဟာ ဖောက်ပြန်တဲ့နေရာကိုအပြစ်တင်ရမယ်အစားသူတို့ဖြစ်နေပုံကိုရေမောလောင်ပြောင်ကြတယ်။နဖရားဟာမစ်ကအဖရိုဒိုက်တီရဲ့ဝေစားမဲ့ခန္ဓာကိုလာကိုကြည့်ရှုရင်ဘိုက်ကိုတွေကအေရစ်နေရာမှာသူတော်ဖြစ်လိုက်ခြင်းနဲ့ဆိုပြီးတီတို့နောက်ပြောင်ရဲ့နောက်ဆုံးနဖရားပူဆိုင်တွင်ရဲ့ညီနိုင်ပေးမှုနဲ့ဖောက်ပြန်သူနေရာမှာဟက်ဗီဒက်ဆိုရော်ကြီးပေးရတဲ့ဘိုလဘက်စတောင်ကနေ နေနေနဲ့ဘေးရန်တတ်မှတ်ပြီးလှုပ်ပေးလိုက်ပါတယ်။အဖူဒိုင်ဒီနဲ့အီရီဆိုတဲ့အချစ်ဇလန်မှာသာသမီ9ယောက်ဝေးဖွားခဲ့တယ်။အဖူဒိုင်ဒီရဲ့သာသမီ9ယောက်တည်းဟာအဲရိုစ်ရဲ့အချစ်ဇလန်ဟာစိတ်ဝင်စားတဲ့အကောင်းပါတယ်။အဲရိုစ်ဟာလေးနဲ့မြားကိုကိုက်ဆောင်ပြီးသူ့ရဲ့မြားနဲ့နှလုံးသားကိုပြည့်ခံရတဲ့သူပါ။အချစ်စိတ်တွေ ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။သူ့ကိုကူဘစ်လို့လည်းလူသိများပါတယ်။ ဗာမေမူကဘယင်းသမီးတော်တစ်ပါးဖြစ်တဲ့ဆိုင်ခီရဲ့အလားပါဟာအနေနဲ့ရဲရဲတို့ပြန်နှံ့လျက်ရှိပြီးလူတွေကဆိုင်ခီရဲ့အလားဟာအလားနဲ့ပြန်အဖရိုဒိုက်တီထက်ကိုသားလွန်နေတယ်လို့ပြောဆိုနေကြပါတယ်။လူတွေရဲ့စကားအဖရိုဒိုက်တီကိုရောသားထွက်စေပြီးဆိုင်ခီမင်းသမီးလေးကိုမနှမျိုးစရာကောင်းမှုတရားနဲ့ချစ်ချိုင်မိတော့ပြုလို့ရတယ်။သူမရဲ့တာ အဲလိုဆိုကဘာမျိုးကိုစေလွတ်လိုက်ပါတယ်။မထင်မှတ်တာပဲနဲ့အဲလိုစာဆာကြီးရဲ့အလှမမိန်မောမိသွားပြီ။သူ့များနဲ့သူ့ကိုယ်သူထိုးဆိုင်မိသွားတဲ့အခါအဲလိုစာနင်းသမီးလေးကိုချစ်မိသွားပါတော့တယ်။တပြားရရဲ့ရှိမှအဆက်ခွဲခံခဲ့ရတယ်။အဖရိုဒိုက်တီဟာအဲ့ဒီချိန်ကသူ့ကိုစိတ်ဝင်စားကြည့်နေတယ်။နဗျာဟာမစ်နဲ့လည်းချစ်ချိုးတွေ့ခဲ့ပါတယ်။ သူတို့ရဲ့သားဟာမဖရိုဒိုက်တီစာရေကန်တစ်ခုမှရေရှိုးနေစဉ်ရေနဲ့သမီးတစ်ပါးနဲ့ခန္ဓာကိုယ်ချင်းပေါင်းစည်းပြီးတော့ယောက်ျားတစ်ပိုင်းမိန်းမတစ်ပိုင်းနဲ့ပြားဖြစ်လာခဲ့တယ်။ဇူရဲ့စိတ်ညိုခဲ့မှုကြောင့်အဖရိုဒိုက်တီဟာလူသားတို့ထိန်အန်ဂျီစ်နဲ့ချစ်ကြိုက်ခဲ့တယ်။သူတို့မှအန်နီယပ်စ်လို့ခေါ်တဲ့တားတယောက်မျိုးပါခဲ့ပြီး နောက်ခါမှာရောမအင်ပါယာကိုစတင်တည်ထောင်နေပြီးရင်ဖြစ်လာခဲ့တယ်။ဂရိမင်းသမီးတစ်ပါးဖြစ်တဲ့စမနာဟာသူမရဲ့အလားကြောင့်မန်တက်ပြီးအဖရိုဒိုက်တီကိုကိုးဝယ်ပူဇော်ဖို့ပြက်ကွက်တာကြောင့်အဖရိုဒိုက်တီဟာသူမရဲ့ဖခင်အရင်ဖြစ်သူနဲ့ချစ်ချွန်းဝင်စေအောင်ဂျိန်သာတိုက်ခဲ့တယ်။ဂျိန်သာပြက်ပြဲတဲ့အခါဖခင်ဖြစ်သူကစမနာကိုဒေါသလက်ကြီးဓာတ်နဲ့လိုက်ခုတ်ပါတယ်။ ထွက်ပြေးလာတဲ့စပန်နာဟာအဖရိုဒိုက်တီကိုခုန်ညီတောင်းတဲ့အခါအဖရိုဒိုက်တီကသူ့ကိုစူးဝင်ကြီးတစ်ပင်ဖြစ်ပြောင်းလဲပေးလိုက်တယ်။ကိုလာချာမှာစပန်နာတစ်ဖြစ်လဲစူးဝင်တဲ့ကအဒိုနစ်ဆိုတဲ့ကလေးငယ်လေးတယောက်ဝေဖွားလာခဲ့တယ်။အဒိုနစ်ဟာကောင်းမှာအချောဆုံးကောင်းလေးတယောက်အဖြစ်ကြီးပင်းလာခဲ့တယ်။သူငယ်စဉ်ကအဖရိုဒိုက်တီဟာရေအောက်ကဘာနဲ့ဗျာမှာ ပစဖနီထမအနံပြီးစောင်းရှောက်စေခဲ့တယ်။ချောမောလုံးနဲ့အဒေါနစ်အရွယ်ရောက်လာတဲ့အခါအဖရိုဒိုက်တီရောပစဖနီကပါချစ်ချိုက်လိုရတဲ့အတွက်အငင်းပွားကြတယ်။သူတို့ဟာအဒေါနစ်ကိုဇူးစံခေါ်ဆောင်သွားပြီးဆုံးဖြတ်စေတဲ့အခါဇူးကတနစ်တာရဲ့လေးလာစီမှာအဒေါနစ်ကိုနှစ်ဖျားမှနှစ်ပါးနဲ့တလဲစီနေထိုင်စေပြီးဂျန်နဲ့လေးလာကိုတော့ သူစိတ်ကြိုက်နေရမှာနေထိုင်ဝင်ပြုလိုက်တယ်။ပစံဖဏီနဲ့နေထိုင်တဲ့ကာလတွေမှာသူမရဲ့ယောက်ျားမြေဥကပါရဲ့ဘရင်ဟေဒီစ်မတိအောင်ကိုကြောင့်ကိုဝတ်နေရတယ်။ကောင်းလေးဟာဗလာနတ်ဘုရားမှာအဖရိုဒိုက်တီရဲ့ညုံငင်အောင်မခံနိုင်ပဲသူစိတ်ကြိုက်နေထိုင်ဝင်ရတဲ့လေးလာမှာပါအဖရိုဒိုက်တီနဲ့အတူနေထိုင်ကုန်လွန်စေပါတယ်။အဖရိုဒိုက်တီရဲ့အလေးပေးမှုကိုခံရတဲ့ကောင်းလေးကိုချစ်သူဟာ ေရီစာမနာလို့ဖြစ်ပြီးတော့တော်ရဲရှိတဲ့အချိန်မှာဥတော်ဝက်ကြီးကိုဆေးလွတ်ပြီးတိုက်ခိုက်ခဲ့တယ်။အဖရိုဒိုင်းဒီဟာဒီဆုံးသွားတဲ့ကောင်လေးကိုတွေ့တဲ့အခါဝမ်းနည်းဘူးဆွေးတဲ့သူ့ရဲ့အလောင်းကိုသွေးနီအောင်ရဲနေတဲ့နင်းစီပန်းနဲ့ရောင်သွေးစုံနဲ့အနီမိုနီပန်းနဲ့အဖြစ်ရောင်းလဲဖူးပွင့်စေခဲ့တယ်။ဆယ်နှစ်ကြာတဲ့ထရိုဂျန်စစ်ပွဲကြီးဟာဟီရီဆိုတဲ့နဗျာမရဲ့ ရွှေပန်းသီးတစ်လုံးအစားတင်ခဲ့တယ်။မင်္ဂလာပွဲဖိတ်ကြားခြင်းမခံရလို့စိတ်ဆိုးနေတဲ့ Iris ဟာနဗျာမရီစုဝေးနေတဲ့သပွဲပေါ်ကိုအလားဆုံးသူ့အတွက်လို့ရေးထွင်းထားတယ်။ရွှေပန်းသီးတစ်လုံးကိုပြစ်တင်လိုက်တယ်။နဗျာမရီဟာအလားဆုံးပွဲအတွက်အငင်းခုန်ကြရင် Aphrodite, Hera နဲ့ Athena တို့ရဲ့ငင်းခုန်မှုကရင်းထန်လာခဲ့တယ်။သူကအငင်းခုန်ကိုဆုံးဖြတ်ပေးဖို့ လူသားတစ်ယောက်ကိုရွေးချယ်ဖို့ဟာမစ်ကိုစီခိုင်းလိုက်တဲ့အခါဟာမစ်က crime မျိုးကမင်းသားဘယ်ရစ်ကိုရွေးချယ်ခဲ့တယ်။နေဖရာတို့ရဲ့ဘီမာဟဲရာကသူ့ကိုရွေးချယ်ခဲ့ရင်ဘယ်ရစ်ကိုကဘာနဲ့ဩဇာအာဏာတက်ရောက်စေပြီးရွှေငွေစည်းစိမ်ချမ်းသာများရသွားရရှိစေမယ်လို့ကတိပေးခဲ့တယ်။ဉာဏ်ပညာနဲ့စစ်နေဖရာမှာအေဒီနာကသူ့ကိုအလားဆုံးဖြစ်ရွေးချယ်ရင် အသိဉာဏ်ပညာနဲ့စစ်ပွဲတိုင်းအောင်နိုင်စေမယ့်နည်းပြဟာအစွမ်းတွေကိုရစေမယ်လို့ဆွဲဆောင်ခဲ့တယ်။ Aphrodite ကကဘာပေါ်မှာအလားသောမင်းသမီးတွေပါဖြစ်တဲ့ Helen မင်းသမီးကိုပိုင်ဆိုင်စေရမယ်လို့ကတိပြုခဲ့တယ်။မင်းသား Paris ဟာအချင်းနဲ့ဗျာမရဲ့ဆွဲဆောင်မှုကိုမခံနိုင်ပဲ Aphrodite ကိုအလားသောဖြစ်ရွေးချယ်ပြီး ရွှေပန်းသီးကိုကမ်းပေးခဲ့တယ်။ကံမကောင်းစွာပဲ Helen ဟာ စပါဒါဘီရင်နဲ့လက်ထပ်လိုက်တဲ့အတွက် Trivena Paris ကသွားရောက်လူလူတဲ့က Trojan စစ်ပွဲကြီးစတင်ခဲ့ပါတော့တယ်။ Aphrodite ကအချစ်ဒိန်းသွင်းခြင်းနဲ့အလားပါလိုတဲ့နဖျားဖြစ်တာနဲ့အညီသူ့ရဲ့အလားနဲ့ညှို့ငင်နိုင်စွမ်းတွေကိုအသုံးပြုပြီးတော့နဖျားတွေကိုတော့သူ့ရှိမှဒူးထောင်းရအောင်ဆွမ်းဆောင်နိုင်သူဖြစ်တယ်။သူ့ရဲ့နာမည်ကျော်ရွှေကပတ်ဟာလည်းဝိစင်သူတွေကို ညှိုးငင်နိုင်တဲ့အစွမ်းနေရအောင်စွမ်းဆောင်နိုင်တဲ့မောအစွမ်းနေရှိတယ်။ဖြူဖွေးနေတဲ့ဂျိုးငတ်လင်းပိုင်ရဲ့ပင်လယ်ခူးကုန်တွေဟာသူမရဲ့ဆောင်ရောင်တွေဖြစ်တယ်။လူတွေကိုတစ်ပင်ပန်းပန်းတွေဖြစ်ပြောင်းလဲနိုင်တဲ့အစွမ်းလည်းရှိပြီးတော့သူမရဲ့အနိုင်မဲ့အစွမ်းကတော့လူတွေကိုအချစ်စိတ်တွေဖြစ်ပေါ်လာအောင်နှိုးဆွနိုင်ခြင်းပဲဖြစ်ပါတယ်။